တော်ရှင်နေအားလုံးတာလီဆွတ်ပါ Development Media Group GMG ရဲ့2025ခုနှစ်မေလ10ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ဆက်သွယ်ရေးအခက်အခဲကြောင့်ရံပြေကျွန်းဒေသခံတွေလူမှုစီးပွားဘဝပုံမှုကြက်တက်လာတဲ့သတင်းစစ်တွေကလူမနေတဲ့နေအိမ်တွေကိုစစ်ကောင်စီကဖြိုဖျက်ရောင်းစားနေတဲ့သတင်းစီမံကိန်းတွေဘေကင်ဖို့လက်တွေ့အာမခံချက်ပေးဖို့စကောင်းဆောင်ကိုတရုတ်ပြောတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆွန်ညင်းတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ဆက်သွေးရဲ့အခက်အခဲတွေကြောင့်ရန်မြေကျွန်းဒေသခံတွေလူမှုစီးပွားပိုကျက်တင်နေတဲ့သတင်းကိုတင်ဆက်ပေးမှာပါ ULAA ထိရှုပ်ထားတဲ့ရခိုင်ပြည်ရန်မြေကျွန်းမှာရှိတဲ့ရန်ပြည်နယ်ကြောက်ဖြူမြို့နယ်တွေမှာဖုန်းနဲ့အင်တာနက်အခက်အခဲတွေကြောင့်ဒေသခံတွေမှာလူမှုစီးပွားဘဝတွေပုံမအကျက်တဲဖြစ်နေတယ်လို့သိရပါတယ်ဆက်သွေးရဲ့အခက်အခဲတွေကြောင့်ငွေလင်းငွေထုတ်အဆင်မပြေတာ မိသားစုဝင်တွေနဲ့အဆက်အသွယ်မရတာတည်င်းရှက်လက်တွေမရတာအယောင်အဝေလုပ်ငန်းတွေအပြင်တခြားနေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့လူမှုစီးပွားအချက်တွေကိုဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့ကြောက်ဖြူမျိုးပေါ်ရက်ွက်တွေက လွဲပြီးရန်ပြေကျွန်းတစ်ခုလုံးမှာ Adan, Oridu, Mindel, MBD စင်ကဲတွေမှာပြီးခဲ့တဲ့2024အောက်တိုဘာလကစပြီးဖုန်းလိုင်းနဲ့အင်တာနက်ဆက်သွယ်မှုတွေပြတ်တောက်သွားခဲ့တာပါ ဒါပေမဲ့စစ်ကောင်စီပိုင်ဆိုင်တဲ့ကုမ္ပဏီတွေကထုတ်လုပ်တဲ့ MEC ဖုန်းစင်ရက်တွေဟာရန်ပြေကျွန်းကနေရာတချို့မှာအဆက်သွယ်ရတာကြောင့်ဒေသခံတွေဟာအဲ့ဒီစင်ကတ်ကိုဝယ်ယူတုံးဆွဲခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီစင်ကတ်တွေဟာစစ်ဘက်ဆိုင်ရာလုံခြုံရေးအရတုံးဆွဲဖို့မတင်တာကြောင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက ULAA ရဲ့တာဝန်ရှိသူတွေကတာမြင်မှုတွေနဲ့အတူလက်ဝယ်ပိုင်ဆိုင်ထားသူတွေကိုအရေးယူမယ်လို့ကြေးရွာလိုက်တတိပေးထုတ်ပြန်ခဲ့ပါတယ်။ တခိုင်ဒေသမှာစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေကြောက်ပြူနဲ့မန်အောင်မြို့တွေကလွဲပြီးအရခတက်တော်ကတိမ့်ပိတ်ထိန်းချုပ်ထားတဲ့ကြံမြွနဲ့၁၄ခုစလုံးမှာဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေပါတယ်။စစ်တွေကလူမနေတဲ့နေအိမ်တွေကိုစစ်ကောင်စီကဖြိုဖျက်ရောင်းစားနေတဲ့တဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမြို့မှာစပေးတိန်ချောင်တော်ကြတဲ့ကြောင့်လူမရှိဘဲပြတ်ထားခဲ့ကြတဲ့နေအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖျော်ဖြစ်ပြီးမစလင်ကျေးရွာတွေမှာရောက်ရှာနေတယ်လို့ဒီအမ်ဂျီကစုံစမ်းသိရှိရပါတယ်။စိတ်ယုံစုရက်ွက်၊မင်းကန်ရက်ွက်၊ဆေးရွကြရက်ွက်၊စားတဲ့ရက်ွက်တွေမှာလူမနေတဲ့တက်အိမ်ဝါအိမ်တွေကိုစစ်ကောင်စီတပ်သားတွေဖျော်ဖြစ်ပြီးတော့ကုန်ကားကြီးတွေနဲ့တင်ဆောင်ပြီးစစ်တွေမြို့အနောက်ဘက်မစလင်ကျေးရွာတွေကို တော်ရရုံချနေတာဖြစ်တယ်လို့ဒေသခံတွေပြပတ်ရှေ့အရာသိရပါတယ်။အဲ့ဒီလူစုကိုပစ္စည်းတွေကိုစစ်တွေမျိုးနဲ့မွတ်စလင်ကျေးရွာတွေဖြစ်တဲ့တက်ကပ်ပြင်းအုံတော်ကြီးတဲဆောင်စတဲ့ကျေးရွာတွေမှာဇင်းနှုံတက်တာစွာနဲ့ရုံချနေတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒါပြင်စက်ကောက်စီတပ်သားတွေကဇေးတက်တာစွာနဲ့ရုံချပေးနေတဲ့တက်တွေကိုဝယ်ယူပြီးတော့အိမ်သက်ဆောင်နေတဲ့မြင်ကွင်းကိုလည်းစက်ကောက်စီတပ်သားတွေကတပ်ပုံရိုက်မှတ်တမ်းယူထားတယ်လို့ဒေသခံတွေပြပတ်ရှေ့အရာသိရပါတယ်။ မနေ့ကမေလ9ရက်ကလည်းစက်ကောက်စီတပ်သားတွေဟာစိမ့်ယုံစီရက်ကနေအိမ်ဆယ်လုံးကိုဖျက်ဖျက်ပြီးကုန်ကားကြီးတွေနဲ့တယ်ဆောင်ပြီးတော့တက်ကြပြင်ကျွရကိုပို့ဆောင်ခဲ့တာကိုတွေ့မြင်ရခဲ့တယ်လို့ဒေသခံတွေက DMG ကိုပြောကြားခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့စီမံကိန်းတွေဘေးကင်းဖို့လက်တွေ့အာမခံပေးဖို့စစ်ကောင်ဆောင်ကိုတရုတ်ပြောတဲ့သတင်းကိုတင်ဆက်ပေးရှင်ပါတယ် မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေဘေးကင်းလုံခြုံဖို့ကိုလက်တွဲကျစွာအမခံပေးဖို့စစ်ကောင်ဆောင်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ကိုတရုတ်သမ္မတရှင်ဂျင်ဖင်ကပြောဆိုလိုက်ပါတယ်။မေလ9ရက်နေ့ညနေပိုင်းရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့ရင်းပြင်းနေရှိတဲ့ပွဲအပီတူဆောင်ရမှာတရုတ်သမ္မတကခုလိုပြောကြားခဲ့တယ်လို့တရုတ်ပိုင်းစင်ဝါသတင်းဌာနကဖော်ပြပါတယ်။စစ်ကောင်ဆောင်ကလည်းတရုတ်စီမံကိန်းတွေဘေကင်းရဲ့အတွက်အစွမ်းကုန်အာမခံပေးမိဟုကတိပေးခဲ့ကြောင်းဆိုထားပါတယ်။ တရုတ်မြန်မာနိုင်ငံကြားအဓိကစီမံကိန်းတွေအကောင့်တွေဖွေရတဲ့အတွက်တွန်းအားပေးဆောင်ရွက်သွားမယ်လို့တရုတ်သမ္မတကပြောစစ်ခွေကြောင်းဆင်ဝါသတင်းကဆိုပါတယ်စစ်ကောင်ဆောင်ရဲ့နိုင်ငံရေးရှင်နေနဲ့ကဲ့ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအလျှော့အရှာအာဏာလွတ်လပ်မှုနေမြေပိုင်ဆိုမှုနဲ့တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရမှာတရုတ်အနေနဲ့ကူညီပံ့ပိုးလျက်ရှိပြီးစစ်ကောင်စီပြုလုပ်မဲ့ရေကော့ပွဲကိုလည်းထောက်ခံတယ်လို့တရုတ်သမ္မတကဆိုထားပါတယ် စစ်ကောင်ဆောင်ကတရုတ်ရဲ့ဉာဏ်ပညာကြီးမားတဲ့ဥဆောင်မှုတွေအောက်မှာခင်မီအသင်ကူပြောင်းရေးမှာကောင်းမွန်တဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးနိုင်နိုင်ငံသားဆက်ဆံရေးကိုအလေးထားကတရုတ်ရဲ့ယုံကြည်စိတ်ချရတဲ့အင်နီရှင်အဖြစ်ရှိလိုတယ်လို့လည်းပြောဆိုထားပါတယ်။စစ်ကောင်စီတဲ့ဆောင်မဲအနုမြူတအားပေးစက်ယုံနဲ့ပတ်သက်ပြီးဒေသခံတွေလှုံ့ဆော်ရင်းစိုးရိမ်နေကြတယ်လို့ KNU ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ စကောက်စီကရုရှားနေပညာနဲ့130မဂါဝတ်ထုတ်လုပ်နိုင်တဲ့အနုမြူဓာတ်အပင်စက်ရုံတည်ဆောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးမြန်မာထိုင်းနိုင်ငံလုံးကပြည်သူတွေရဲ့လုံခြုံရေးအတွက်စိုးရိမ်နေလို့ခင်နယူမြိတ်တော်ခရိုင်ကဒီကနေ့မေလ10ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီအနုမြူဓာတ်အပိစေယံကိုပဲခူးတိုင်းအလဲပိုင်းနဲ့မြန်မာထိုင်းနေဇမ်းမှာတည်ရှိတဲ့တပွဲထူးစီဝဲစုံစတဲ့နေရာနှစ်ခုမှာတည်ဆောက်ဖို့ရထားတယ်လို့စကောက်စီကမက်ရှလခွန်နေကသူတို့ပိုင်တဲ့မီဒီယာတွေကတစင်ထုတ်ပြောထားပါဗျာ။ဓာတ်အပိစေယံတည်ဆောက်ရင်းနဲ့ပတ်သက်ပြီး KNU နဲ့စကောက်စီတို့ကြာ ဆေးရည်တင်းမှမှုအခြေအနေတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေကိုသုံးသပ်ပြီးတော့ထိခိုက်နိုင်ရှိတဲ့ရှော့ချနိုင်မဲ့နယ်လမ်းကိုစီမံခဲ့တယ်လို့ထုတ်ပြန်ရှင်းမှာပါရှိပါတယ်။ဒါအပင်းစင်းုံတယ်ဆောင်မဲ့အေးရတဲ့ကထိုင်းမြန်မာနယ်စပ်ကစက်ကောင်စီရဲ့ထိခိစခန်းကိုတင်ပတ်ခဲ့တယ်လို့မက်ရှလက်ကိုရဲနေမှာခင်ယူကထုတ်ပြန်ပါတယ်။ ဲ့ဒီစခန်းကိုသိမ့်ပိုက်ရတာဟာလေမြန်မာနဲ့ထိုင်းနိုင်ငံကဒေသခံပြည်သူတွေရဲ့လွှတ်ဆိုရေးအာမခံချက်ရရှိဖို့အတွက်တိခိစခန်းကိုမပြတ်မနေသိမ့်ပိုက်ဖို့လိုအပ်ကြောင်းယုံကြည်တယ်လို့ KNU ကဆိုထားပါတယ် KNU အနေနဲ့ထိုင်းနိုင်ငံနဲ့ထားဝယ်ညီချင်းပြီးအတူတူကပူးပေါင်းဆောင်ရွက်မဲ့ဆက်ဆံရေးသဘောထားအပေါ်ရက်တည်ကြောင်းနဲ့ထိုင်းဒေသခံတွေရဲ့နားလည်မှုကိုမျှော်လင့်ကြောင်းကိုလည်းထုတ်ပြန်ရှင်းမဖော်ပြထားပါတယ်ခင်ဗျာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်အပြည့်ရဲ့စစ်ကောင်စီထိုးစစ်ကြောင်း DNL ထိရှုပ်ရာနောက်ရှုံးမှာတိုက်ပွဲတွေဖြစ်တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါ စစ်ကောင်စီက2025ခုနှစ်မေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရစီရေးတပ်တန်းတလတိုးထားတယ်လဲတောင်ပြည်အတွင်းမြေပြင်ထိုးစစ်ဆင်ခြင်လက်နက်ကြီးပြစ်ခတ်ရှင်ဒရုန်းလေကြောင်းနဲ့နေ့စဉ်အသုံးပြုတိုက်ခိုက်နေတယ်လို့တောင်တက် DNL ကယနေ့ထုတ်ပြန်ထားပါတယ်တောင်ပြည်နောင်ရှုံမြို့နယ်ကိုမေလ9ရက်နေ့နဲ့6နာရီ20မိနစ်မှာစစ်ကောင်စီတပ်က TNL ရှိရာတရရွှေကြီးရွာအနီးတစ်ဝိုက်ကိုထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် တိုက်ပွဲဖြစ်ပွားရာတရက်ရှိုးရွာနီကိုစစ်ကောင်စီကအမတ်900နစ်ကနေ့လယ်12:20မိနစ်မှာဒရုန်းနဲ့ဘုံငါလုံးနဲ့လက်နက်ကြီးနဲ့စေချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုထားပါတယ်။အလားတူ မေလ9ရက်မွန်းလင်း3:20မိနစ်မှာနောင်ချော်မြို့နယ်နောင်လင်ကျေးရွာနီတွဲမှာစစ်ကောင်စီနဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုစစ်ကောင်စီတပ်ကနေ့လယ်12:20မိနစ်မှာဒရုန်းဖြင့်ဘုံရှိလုံးတက်နေကြီးပြင်း9ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ယင်းပြင်မေလ9ရက်နေ့နဲ့9:20မိနစ်မှာနောင်ရှုံမြို့နယ်ရပင်ကျွော်ကိုစစ်ကောင်စီရဲ့အမတ်တ900နေမှာဒရုန်းဖြင့်ဘုံနှလုံးနဲ့အစိမ့်ငွေဘုံဖြင့်စစ်တကြိမ်လာရပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုထားပါတယ်။ မေလ9ရက်နေ့လေတနာရီကျော်မှာလဲအုံမတီကျွော်ကိုစစ်ကောင်စီဟာဒရုန်းနဲ့ဘုံကိုလုံးနဲ့အစိမ့်ဝေဘုံလေးလုံးနဲ့လာရောက်ကျေရှာခဲ့ပါတယ်။ TNL ရှိရာတောင်လာကျွော်ကိုလည်းစစ်ကောင်စီတပ်မှလက်နက်ကြီးပြင်း၁၈ကျင်းအစိမ့်ဝေဘုံပြင်ရှောက်ကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ဆုံးအနေနဲ့စက်ကောင်စီရွေးကောက်ပွဲအတွက်ပါတီပေါင်း86ခုမှတ်ပုံတင်ခွင့်ရှောက်ထားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါပါ စကောက်စီကျင်းပါမယ်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီတထောင်ခွင့်နဲ့မတ်ပုံတခွင့်ရှောက်ထားတဲ့ပါတီပေါင်း86ပါတီရှိနေပြီဖြစ်တယ်လို့စကောက်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်ယူကဝကော်မရှင်ရဲ့ထုတ်ပြန်ချက်အရမေလ9ရက်ဟာနိုင်ငံရေးပါတီတထောင်ခွင်နဲ့မတ်ပုံတင်ခွင်နောက်ဆုံးရက်ဖြစ်ပြီးလက်ရှိမှာတော့သတ်တမ်းကုန်ဆုံးသွားပါပြီ။မတ်ပုံတင်ခွင်သတ်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ကြောင့်စက်ကောက်စီအနေနဲ့ပါတီတွေကိုစစ်ဆေးတာ နယ်ဥပဒေထုတ်တာတို့အပြင်ရွေးကောက်ပွဲကျင်းပဖို့လျှောက်လာလို့မှာမဲဆွယ်ခွင့်ပေးရတော့မှာဖြစ်တယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်ကြပါတယ်လက်ရှိအထိတော့မတ်ပုတ်တခွင်ပြုထားတဲ့နိုင်ငံရေးပါတီပေါင်း56ခုရှိပြီးမတ်ပုတ်တခွင်ရှောက်ထားတဲ့ပါတီတွေကိုလည်းစီစဲမှုတွေပြုလုပ်နေတယ်လို့ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရသိရပါဗျ။လာမယ့်2025ခုနှစ်ဒီဇင်ဘာနဲ့2026ဇန်နဝါရီလတွေမှာရွေးကောက်ပွဲကျင်းပတော့မယ်လို့စကောင်းဆောက်ဘူဆွေးမှုကြီးမင်းအောင်လကပြောဆိုထားပါတယ်ခင်ဗျာ။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုကျွန်တော်နဲ့ပဲရန်နာလိုက်ပါတယ်။ တခါပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့အပေါင်းရှောက်ရှောက်၈၃၉ရှောက်၄၃၆၃ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online video လို့ရှာပေးနိုင်ပါတယ်။နောက်တော့ဒါဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။